ျွန်တော်သွားတာကအခုလေးကုန်ကမှရှိတယ်ဒီစက်ကောင်ကြီးအဲချာဆုံးသွားတဲ့လူရဲ့ဒီစက်ကောင်ကိုကျွန်တော်ကုန်းနေရသွားတယ်ဒီလမ်းကတော့ဒီရေဘုတ်တွေတွေ့တာကလူရဲ့သွားရင်ဒီလမ်းကထပ်ဖို့လမ်းပေါ့စကားစားဒီကတော့ထပ်ဖို့လမ်းပေါ့ကျွန်တော်ကဒီကနေစတက်ပြီပေါ့နော်ဟောနည်းနည်းတော့သွားနည်းနည်းတော့သွားရတယ်နော်သူလူကနေသူလူကနေကျွန်တော်ဒီအံခွဲတစ်ခွဲကနေပြန်သွားတာအခု5မိနစ်ဒီလောက်7မိနစ်လောက်7မိနစ်လောက်ရှိပြီပေါ့နော်သွားတော့မရောက်သေးဘူးဟောအပေါ်မှာရောက်ရင်တော့ ဘယ်လိုခြေနေလဲဆိုတာကကျွန်တော်ဒီစက်ကြည့်ရမှာပေါ့နော်ကြည့်ရတဲ့လောက်ကတော့ဒီကော်ပရာအခုကော်ပရာအခုထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေထားမှကြည့်နေတော့ဟိုမှာဘန်ကားတွေလုံးဝဖြတ်စည်းနေတယ်အဲတော်တော်များများကိုအမှကြီးမားဆိုပြီးသူတွေကြီးမားအရာအကုန်လုံးဖြတ်စည်းနေတာတွေအမှကျွန်တော်တွေ့ရတယ်ဆိုတော့အခုမှရှေ့ဆက်ပြီးတော့ကျွန်တော်ကျွန်တော်ကြည့်ရမှာပေါ့နော်ဘယ်လိုခြေနေရှိတယ်ဆိုတာဟုတ်ဟာပေါ့ညနေကတ်ထားတယ်ဟိုမှာညောင်းနေတယ်ညောင်းနေတယ်ဒီကနေ့အကူရဲဘော်ကြီးကတ်ထားတယ်မှန်ဟာဟာရုပ်ဘန်ကား ตัวดิเลยตัวมาดิมาเลยดิมาแล้วถ้าอัดรูปก็เนี่ย ဟုတ်ကဲ့အဲကျွန်တော်ခုရောက်ရှိတဲ့နေရာကတော့ကျွန်တော်ဒီမြောက်ဒီအဲမြို့အနားမှာရှိတဲ့လေးကကောပေါ့နော်လေးကကောဒေတာမှာရှိတဲ့ဒီနားမှာအဓိကနောက်ဆုံးကြံ့ခဲတဲ့ဒီစစ်ကောင်စီတပ်ရဲ့အထိုင်ဒီချီကုန်းစကန်ပေါ့နော်အမြောက်တက်လို့လည်းခေါ်ရပြူဝါဂုံးပေါ့နော်အဲဒီဆွဲတော်ဂုံးကိုအခုကျွန်တော်ရောက်နေတာဒီဆွဲတော်ဂုံးကတော့ဟောကျွန်တော်ဒီအဲတော်လိုင်းပူပေါင်းဖွဲ့တွေ KNU ဦးဆောင်တဲ့တော်လိုင်းပူပေါင်းဖွဲ့တွေက တော့ဒီအော်တိုဘာအော်တိုဘာ16နှစ်နေမှာနောက်ဆုံးအာနောက်ဆုံးဒီနေရာကိုရခဲ့တယ်ပေါ့နော်ဒီနေရာကိုရခဲ့တဲ့နေရာကျွန်တော်ဝိုင်းပြီးတော့ပိတ်ဆို့တိုက်ခဲ့တဲ့နေရာမှာစစ်ကောင်စီကလူတွေကအကုန်လုံးထွက်ပြေးသွားလဲပြူဝမ်းဦးအစားထွက်ပြေးသွားပေါ့ဒီသကန်းကုန်းကိုကျွန်တော်ရောက်နေတာဒီဒီနောက်မှာဆွေတာမြင်နေတဲ့နေရာဆိုတပန်းကားတွေပန်းကားတွေဒါဒါတို့တို့ရဲ့ကင်းနေဒီနေရာကြီးဆိုရင်ဒါဒီနေရာကြီးဆိုရင်ဒါဟိုတို့တို့ရဲ့အဓိကပန်းကားတစ်လုံးကြီးလောက်တဲ့နေရာတွေဒီနေရာတွေ ဒီနေရာတွေကဒါဘန်ကလုံလုံတဲ့နေရာတွေဒီနေရာကနေကြည့်ပြီးတော့သူကဒီဒီကဒီနေရာလေးထိုင်ထိုင်နိုင်နေရာဒါရေးဆိုရင်ဒါရေးဆိုရင်ဒီခုနကရဲဘော်ပြောတာတော့ဒါစနိုက်ပါလည်းပစ်လိုက်တော့ထိပါရဲ့နေရာလို့ပြောတယ်ဒီထဲမှာကစစ်ကောင်စီကဒီထဲမှာနေတယ်ဒီအပေါက်ကလေးကနောက်ဆုံးဒီအပေါက်တွေတော့မဟုတ်တော့ဂဲတွေနဲ့ပိတ်ထားတယ်ဒီကတော်လိုင်းပူပေါင်းဖွဲ့တွေကပစ်တဲ့စနိုက်ပါ တန်သူတို့မခံနိုင်လို့ဒီညာအကုန်လုံးသူတို့ပိတ်ထားတယ်နောက်ဆုံးသူတို့ကဒီညာမှာဟိုပိတ်မိနေတဲ့ပုံစံမျိုးပေါ့နော်ပိတ်မိနေတဲ့ပုံစံမျိုးဖြစ်နေရဆိုတော့ကျွန်တော်တို့ဒီဘက်ကနေဒီဘက်ကနေဒီဘက်ကနေတွားကြည့်မလားသူတို့ဘယ်လိုကြီးလှုပ်ထားလဲဆိုတာဒါအရင်တော့ရဲဘော်တွေပြောခဲ့ဘူးတဲ့ဗျကျွန်တော်တို့တို့ဟိုစနေပိုင်းနဲ့ပြစ်လို့ချောင်းချောင်းပြစ်လို့ဆိုပြီးသူတို့နောက်ဆုံးဒီညာတွေကိုမမြင်အောင်ပေါ့နော်သူတို့အမဲကြီးနဲ့ကာထားဆိုဒီညာပဲဒီညာပဲအဲ့ဒါသူတို့ကာထားပြောရင်တော့သူတို့ကဟိုဘလုံးမကြောက်သွားရောဗျကြောက်ကြောက်သွားတဲ့ပုံစံပဲဒီကောင်းလေး ဒီစစ်ကောင်စီကအဲဒီဒီဒီညားလေဆိုရင်ဒါသူတို့ကင်းကင်းကင်းနေရပဲဒါဒါတော့ဘန်ကာဘန်ကာကြီးတွေဒါဘန်ကာကြီးတွေဒီညားလေဆိုရင်တရားလုံးဝမြောင်းနေဒါဆိုတာဆက်တွေမြောင်းနေဒီညားအင်းဆက်လာလာညီလေးလိုက်ခဲ့အင်းဟမ်ဟာဒီဒီကိုကြည့်လို့ဒီပဲလားအဲ့ကောင်ကြီးကြည့် အဲ့ဒါအကောင်နေကြာရမှာဒီကောင်လေးကဒီလမ်းလာသွားတာပေါ့နော်ဟိုကတို့ရေအော်ဒါဒီညာဒါရေဒါသူတို့သူတို့သူတို့တောက်ရေပေါ့အဲ့လိုလားသူတို့တောက်ရေလားတောက်ရေလားနော်ဒါရေရှိရနေလားလားစစ်ကောင်တီရဲ့နေရာပဲဒါသူတို့သူတို့နေတဲ့ပုံပြန်ပေါ့နော်ပြောရရင်တော့ဒါတော်တော်သူတို့ဘုရားတော်တော်တလားဘောက်ကောင်းလေပြောရပါပဲဒီတားကလေသူတို့မတွားထွက်လို့မရဘူးလို့ပြောတယ်တိရတလောက်ကဒီကလေသူတို့မသွားရဘူးမမြင်အောင်သူတို့ထားထားရတယ် အာအာဒီမှာဒါကသူတို့မြေခွေးချင်းနေဒီမြေခွေးချင်းနေဆိုတာကဘာလို့ဒီမှာထားဆိုကျွန်တော်တို့ဒီတော်လိုင်းပူပေါင်းဖွဲ့တွေကသူက drone နဲ့ဂျဲတယ် drone နဲ့ဂျဲတဲ့အချိန်မှာဒီမြောင်းနဲ့သူတို့မခံနိုင်တော့ဘူးမြောင်းနဲ့မခံနိုင်တဲ့နောက်ဆုံးမှာဒီမြောင်းနဲ့မှာမနေနိုင်ဘူးဒီကျွေးနေတဲ့မှာနေနေရတယ်ပြောရတော့သူတို့ဘဝလဲကြွကြွတီကြွကြွတတာပေါ့နော်မျိုးဟိုကြွတတာသူတို့ခွေးကြီးကျင်းတူးပြီးနေနေရဘဝပုံနေမှာတော်တော်လဲတော်တော် တော်တော်လည်းတော်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 ကိုဒါဝကြီးတဲ့ဝကြီးတဲ့ဝကြီးတဲ့လူတွေလိုပဲဒီနေရာလဲလဲကြီးပေါ့ဒါဒီနေရာလဲလဲကြီးဖြစ်တဲ့နေရာဒီနေရာလဲလဲကြီးဖြစ်တဲ့နေရာဒါတရားဟိုပေါ့120လောက်120 120ဒါပတ်ဝန်းကျင်ကျေးရွာတွေတော့ဒုက္ခပေးအပေးဆုံးနေရာပေါ့ဒီနေရာအင်းအဲခိုးပါးတွေကိုနည်းအိတ်တွေကိုပဲနည်းအင်းအင်းတော့120 120ပြည့်တဲ့နေရာလေးတဲ့ဒီနေရာဒါပဲဒီမှာလင်းနဲ့ခရူးစားရတယ်ကျွန်တော်တို့ဘာလို့ဆို မိုင်းနေရာရှိနိုင်တယ်ရဲဘော်တွေကိုယ်တိုင်ပြောတယ်သူတို့သူတို့နေတဲ့နေရာကြီးနေပေါ့တော့ပြောသူတို့ကြောက်ခဲတို့တဲအိတ်တွေပေါ်မှာနေတောင်းတောင်းနေရမနေငန်းနေဘာလို့နေမြင်ရှင်းလို့မပြီးသေးတော့အချိန်မှာသူကမိုင်းနေရှိသေးတယ်တော်တော်များတယ်တဲ့မိုင်းနေရာမလေးဒီကောင်ခုံနဲ့လေရအောင်ဆင်ပြောင်းမြင်တာဟုတ်အာမြင်တော့ခုံပေါ်တက်ပြီးပြည့်တယ်ပြည့်တဲ့ပုံစံနဲ့ဒါ190ပြည့်တဲ့ခုံ81တို့60လို့ဆိုရင်ဒါဒါမလုံးဘူးဟုတ်ပြည့်တယ်နေအခု ဟိုဟာဒီနေရာကတော့ဘာဘလို့ဘလို့ဘလို့နေရာခေါ်မလဲဒါဒါကြတော့ဒီကျွန်တော်ပတ်ဝန်းကျင်ကျေးရွာတွေပေါ့နော်အဲ့အရာတွေကိုဒုက္ခအများဆုံးပြတဲ့နေရာပေါ့ဟာလက်နက်ကြီးပြတဲ့နေရာလက်နက်ကြီးမှာ120ပေါ့နော်120ပြတဲ့နေရာဒီနေရာဟုတ်ပိတ်ဆို့တာတော့ကျွန်တော်ကြာတာ ပေါ့ဒီကောင်တွေကိုရိတ်ခါဖျက်ရေဖျက်ပေါ့အစားအသောက်ဖျက်ထောက်ဖို့လမ်းကြောင်းအကုန်ဖျက်ပြီးတော့သူတို့ဆိုဟိုရိတ်ခါတို့ဘာလို့ဆိုဝိုင်တွဲနဲ့ပဲခြားတာဟုတ်အဲ့လိုမျိုးကြာသွားဆိုတော့နောက်ပိုင်းသူတို့ဓာတ်မခံနိုင်တော့ဘူးလေမကြည့်ပါလား သူ့မှာအပြင်မှာမှမနေနေလို့မှမရတော့တာလို့မရတော့အမခုနအကိုလည်းတွေ့ပါတယ်အမသူတို့မြေခွေးချင်းနေပါရည်တယ်အဲ့လိုမျိုးနေရတော့နောက်ပိုင်းသူတို့စိတ်သက်ခွန်အားပေါ့နော်မရှိတော့အဆုံးမရတာပါပဲအမဒီမှာကျွန်တော်ကျွန်တော်တိရတော့ကောဒီမှာကျွန်တော် drone ရောဆက်လိုက်ပါတော့ရှော့ပစ်တာဆိုသူတို့အဲ့တိုင်းမခံနိုင်တာလားဒါပေါ့ဒါပေါ့နေရီက drone စနိုက်ပါအဲလက်ဟိုလက်နက်ကြီးပေါ့နော်ကိုဘက်ကလည်းပြစ်တာ ਈ ပါလည်းရှိတာပေါ့အဲအဓိကတော့ drone ဘုံးမယ် မတော်ကျဲထားတာဆိုလို့ရှင်ကြည်လေဒီလောက်မာပါတယ်ဆိုတော့ကွန်ကရစ်တွေပါတယ်ပါခံနိုင်လို့တော့အမှန်တကျင်းနောက်တကျင်းသူကနှစ်ကျင်းပေါ့ကျင်းဆိုပြတာနောက်ဆုံးအဓိကပြည့်တဲ့ကျင်းကတော့ဟိုကျင်းပဲဒီကျင်းကမပြည့်ရတော့ဘူးမပြည့်ရတော့ဒီကျင်းနားမှာကြတော့မလို့ရတော့ပြစ်တာအများဆုံးပြစ်တာတော့ဟိုကျင်းပဲဒါတည်း120ကျင်းနေကြည့်ပဲဒီခုံနဲ့ပြစ်တယ်ဆိုတာဒါ120ပဲပြစ်လို့ရတယ်ဒီခုံကဟုတ်ပါလေတို့မှာဘုံဒီအခွန်ကြီးလာရ120အခွန်ကြီး တော်တော်ကြီးဒီဘက်ကတော့ဂျင်းညိုဂျင်းညိုပြတ်မဲ့လေးပါရှိသေးလားတို့တိုင်နေအဲ့ဒီຢာတွေကတော့တို့စောက်တွေထဲမှာတော့ရှိတာပေါ့နော်ဘလို့တိုင်နေပါရတော့ထောင်းတာတို့က၁၂၀ကခိုးပြရတာလေအရင်တော့ကတော့တို့ပြစ်လို့ရတယ်နောက်ပိုင်းကျွန်တော်တို့ပိတ်ဆို့လိုက်တဲ့အချိန်မှာဒီကောင်တွေကဟိုမိုးရွာတဲ့အချိန်ကောင်းကိုစောင့်နေကိုယ့်ဘက်ကဒုံမတက်နိုင်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးခိုးပြတယ်ပြီးပြန်ပြောင်းမှပြင်ပြီးပြန်ပြေးတယ်ဟာအဲ့လိုမျိုးဆိုတော့ဒါအိုင်လဲတို့ရည်ညွှန်းလိုက်တယ်ထားမှလည်းမဟုတ်တော့ဘူးအဲ့ဒါကြတော့ဟုတ်ဟုတ်ကြာချက်ကြည့်အောင် ဒီမှာလေးဒါသူတို့ဒီမှာသူတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ရေးထားတဲ့စာရေးထားဒီမှာအဲဒီမှာကျွန်တော်ကျွန်တော်မြင်ရတော့ဒီမှာအမြောက်တက်ဖွဲ့ပေါ့သူအမြောက်တက်ဖွဲ့ဒီတဲ့အမြဲတမ်းလေ့ကျင့်နေမှာပြစ်မှတ်ကိုထီအောင်ပြစ်နိုင်ပြီတဲ့သူတို့ကတော့အဲ့လိုရေးထားမှာမဲအမြဲလေ့ကျင့်နေတာဘယ်လိုလေ့ကျင့်လဲတော့မသိရွာရီထဲတော့ပြစ်ထဲတာပဲဘာလို့ဆိုတော့ပြီးခဲ့တဲ့အခေါက်ခေါက်ဆိုရင်ကျွန်တော်ဒီဖလူးကစာတင်ကြောင်းမှာခလေးစာတင်နေနေရအောင်သူကလက်လက်ကြီးနှလုံး နည်းနည်းကြီးနှလုံးကြတယ်ပေါ့နော်ကန်ကောင်းလို့ကလေးတွေမထီတာအဲတချို့တန်နေနေလေးအမျိုးသမီးကြောက်တန်ရရပါလေလို့သိရတယ်အဲ့တော့ဒီကနေတော်တော်ပြစ်တာဟိုအထက်မှာရေးထားတာကအရှိတောင်နဲ့စစ်တောင်တော်ချုပ်တွာတိုက်တန်းအောင်စစ်စစ်ရေးတဲ့ရှစ်တန်းအမှတ်အဲ3139အမြောက်တက်ရင်နဲ့တိုက်တန်းအောင်တိုက်တန်းအောင်စစ်စစ်ရေးရေးထားလို့တိုက်တန်းအောင်စစ်စစ်ရေးဒါပေမဲ့အခုတော့ကော်ပိုရာနဲ့ဒီ KNU နဲ့ကော်ပိုရာဒီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တွဲတော့တိုက်တန်းတော့မအောင်တော့ဘူးအခုကြောက်ရတာလို့တွေ့တယ် ta 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 sẽ không diệp bị mau gồng đi gặp mày mày anh nhiều cho mày anh cũng nhìn miếng đó nó có là khu khu địa nó mà miếng đó nó có tôi tôi số biết thằng này đã à bị bị mau gồng này ta thì đi nha ta bị mao gồng là là cú rất khó mà quay quay ờ tôi đâu nhà còn xịt nhau sạc cái nhau sạc cái cái là to ။အာတော်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 ကိုအချိန်လေးစိုးစိုးဝါးဝါးကြီးလို့စိုးစိုးဝါးဖြစ်သွားတာနော်။စုပ်ပြတ်တက်နေတာပဲ။မင်းမအကောင်းရှင်တော့စာဦးဆိုလို့။အာအဲ့လိုယူအဲ့လိုယူတော်တော်ကြီးဖြစ်သွားတာ။ဒါဆွေတော်ကုန်းလေးကုန်းလားကဆွေတော်ကုန်းသူအမြောက်စကမ်းပေါ့နော်။ဂျွာကုန်းလည်းခေါ်တာပေါ့။ဒါအဓိကပင်ပင်မပင်မကုန်း။ညာပင်မကုန်းအဓိကမင်းပြွာပြွာမွေးပါအဓိကထိုင်နေနေရပြွာမှာပေါ့နော်အဲ ဒုံးနေနေရကျွန်းအဒုံးနေမိလာလားဒုံးဒုံးနေဒီတခုတခုပါကောင်းလဲကျွန်တော်တိရတယ်လို့ဆိုတော့ဒီတော်လေးဖွဲ့တွေကလေတနေ့နဲ့တနေ့တနေ့နဲ့တနေ့ပူပူပြီးတော့သူကစန်းတီတီထွင်လာလူငယ်တွေကဗာလဲဆိုရင်ဒုံးအမျိုးသားတွေလည်းများလာတယ်ဟောပြောဒီလက်ဘုံတိတွေပေါ့နော်ဘုံတိပုံများတယ် ိုအရင်ရတဲ့အရင်တော့ကျွန်တော်တိတော့ကလည်းလည်းလေးပဲအဲ60မမလောက်ပဲနိုင်နိုင်နေတဲ့ဟာပေါ့နော်နောက်ခု80ဝအခု190အခုဆိုရင်ကျွန်တော်တိတော့ကန်ဆိုးလောက်ရှိတဲ့ဟာကြီးနဲ့ချရလို့လည်းတိထားရတယ်ဒါဓာတ်ပုံလေးလည်းတွေ့လာပေါ့နော်ဓာတ်ပုံလေးထွက်လာတယ်ဆိုတော့ဒီဖက်ဒရယ်ဝင်းအဖွဲ့တရားလည်းဒရုန်းဒရုန်းလေးမှာသူတို့သူတို့အိုးနေနဲ့ချရဆိုတော့သူတို့ကလည်းတင်လာတယ်တွေ့တယ်ဆိုတော့ဒါကျွန်တော်တို့မဲဆောက်ဘက်မှာထိုင်းနိုင်ငံမှာနေတဲ့မဲဆောက်ဘက်မှာကြားကြားရတယ်လေအဲ့တင်ကနေတိတ်ခနေဟာအဲ့လောက်ထိကြားရဆိုရင်အတန်ကဒါအဲ့အဲ့ဒါကဒါဒီဒီညောင်ချလာ ဒီညောက်ချတာအာဒီညောက်ချတာဒီညောက်တော်လိုင်းဖက်တွေကဒုံးနဲ့ဘုံတိချာမှာကျုလုံးဝကိုလုံးဝကိုပြပျက်စီးတာညီလေးမင်းဟိုဒီလောက်ပဲနင်းတော့အရင်သွားမနင်းနဲ့တော်ဒီမှာမရโอเคဒါဒါတော်လိုင်းဖက်တွေပြစ်ချတဲ့ဘုံတိဒါမှမကွဲတော့เนาะကြာပြီအဲဒါဒါဒါရင်နဲ့ပြစ်ချတော့စနာကြည့်တော့လေ ဒါပြောလူတော်ခေါင်းမို့ရောက်ရင်ဒီဟိုခေါင်းတော့ပြတ်သွားနိုင်တယ်မကွဲတော့တော့မဒါချမ်းပါဒါချမ်းပါလေအကောင်းသားချမ်းပါကြီးတုံးလေစက်ကောင်စီကအကောင်းသားချမ်းပါကြီးတုံးလေအကောင်းသားနီးပညာကြီးတုံးလေဒါပေမဲ့မရအောင်မရအောင်တော်လိုင်းဖွဲ့တွေကဟိုတနေ့တနေ့ပေါ့နော်စနစ်တွေအရင်ကောင်းအောင်လှုပ်လိုက်အချိန်ကျတော့သူတို့ချမ်းပါတွေလည်းမခိုင်နိုင်ဘူးချမ်းပါတွေလည်းတော်တော်များတယ်တိရတော့တော့ချမ်းပါ၄ခုလောက်ရှိတယ်လို့သိထားတယ်ဒီဒီဒီအောက်မှာဆိုကြည့်ဒါဒါဒီအောက်မှာဆိုဒါဟိုပါလေဘန်ကအကုန်လုံးပြုံပြုံဆင်းပြီးတော့ ဒါဆိုရဖန်ကားအိုးဒူးတယ်ကိုကြည့်လိုက်အဲ့မှာဒူးကဘလောက်ရှိမလဲအဲ့လိုဒူးရင်မို့ထွားပြလိုက်လေတထွားမကျူအဲ့မတထွားကြော်တယ်တထွားကြော်တဲ့ဟာဒါကြီးဆိုရင်ဒီတော့ဒီတော့ဒူးတယ်ကိုကြည့်လက်အဲ့လားအဲ့ဒူးတွေလည်းမခံနိုင်ဘူးအကုန်ပြောတာကျူးပြစ်ထားတဲ့ဟာဒါဒါဟိုကမဟုတ်လက်လက်ငယ်ပြစ်တာမဟုတ်နော်လက်လက်ငယ်မပြစ်ဘူးဒီညာဒီညာအဟိုကလေဒရုန်းနဲ့ထူတာလေဒရုန်းဒရုန်းနဲ့ပြစ်ခံထားတဲ့ဟာလေအဲ့တော့ဘယ်ခံနိုင်မလဲသူတို့ဟာ ါစစ်ကောင်စီဒီသားမှတူတူနေတယ်။ရန်နေနေပြီးတော့ခုခံစစ်နဲ့တိုက်တယ်ဒါပေမဲ့မရဘူး။မရဘူးတို့တို့တို့ဘလုံးမမခံနိုင်ဘူး။နောက်ဆုံးတော့တို့ပြေးရတယ်။ဂျူဝမ်မှုကိုတန်ထွက်ပြေးရတာ။လာလေလောလေးမဆိုးလာမှာနေဘူးနဲ့မှာကံဆိုးလာနိုင်ဆိုးလာအောင်စနိုက်ပါနဲ့ပြစ်ခွဲထားအဲ့မှာဒီအင်းဘန်ဂါရီကတော်တော်ကြီးကိုတေချာလှောက်ထားတယ်နော်တို့ဟာဒီမှာလေး ဒီကျင်းနေတယ်ကိုကြည့်လေဒီမှာအဲ့ငွေခွဲကျင်းဆိုဒီမှာဒီဘလောက်ထိနောက်အောင်တိုးထားလိုက်တာကြည့်တယ်အဲ့မှာထဲဟိုတာကြည့်တော့တော်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 ကိုနေလို့ရတယ်ကူကူကူအောင်လို့ရတယ်ဟာဒီကျင်းဆိုရင်ဒီကောင်ကသူဘလုံးမှသူကမထိနိုင်ဘူးလေဒီမှာအဝင်ပေါက်ဟိုဘက်ကိုပြန်꿰ထားတော့အဲ့အထဲထဲမှာဆိုသူစိုက်တယ်လို့နေလို့ရတယ်မှာအထဲအောင်မှာဒါကလို့များတော်လေးဖွဲ့တရားတော့မှာဒီလိုလေးရမျိုးနေရမယ်ဆိုရင်တော့ဘလို့ဘလို့ဘလို့လဲဘလို့လွယ်လွယ်လေးအဲ့လိုရှော့ပေးမလားဒီလိုရှော့ပေးမလား ြင်စိတ်ကိုစိတ်ကိုမကူးခဲ့တာဆွဲတော့ဂုံရသွားတာဟာ၄ GB မျိုးကြီးရဲ့၄ GB data ကလွတ်မြောက်နေပြီဖြစ်သွားပြီ။ဒါဆိုဒီဂုံတစ်ဂုံပဲကြံတော့တာ။ဒါဆိုကျွန်တော်ပြီးခဲ့တဲ့ဒီဒီနှစ်ပေါ်တော့ match လာ မာတို့ဖလူရွာမှာရှိတဲ့ဖလူစကန်ကိုလည်းတော်လိုင်းအဖွဲတရားတိန်းနိုင်ခဲ့တဲ့ဒါ9မိနစ်စကန်ဆိုပြီးတော့ကျွန်တော်9မိနစ်စကန်ကုန်းဆိုပြီးတော့ကျွန်တော်တရင်တရင်လောက်ခဲ့ပူးတာပေါ့နော်ဒီနေရာအဲ့လိုပြီးတော့ဟိုဘက်လမ်းမှာရှိတဲ့ကျွန်တော်ရေကန်ကုန်းဆိုတဲ့ဒီနေရာကိုကာကင်းလုတ်ပေးထားတဲ့ရေကန်ကုန်းစကန်ကိုလည်းတော်လိုင်းအဖွဲတရားတိန်းနိုင်ခဲ့တဲ့အောက်ကစကန်လေးအကုန်တိန်းနိုင်ခဲ့နောက်ဆုံးဒီကုန်းတစ်ခုမှကြံတော့လေဒီကုန်းကတော်လိုင်းအဖွဲတရားပူပေါင်းပြီးတော့သူတို့ပိတ်ဆို့ပြီးတော့နော်ပိတ်ဆို့ထားတာလေးလကျော်အချိန်ဒီမှာနောက်ဆုံးသူတို့မခံနိုင်တော့ထွက်ပြေးသွားတယ်ပေါ့နော်အဲ့ထွက်ပြေးသွားတဲ့ဒီနေရာဒီနေရာက ဒီဆွဲလကုံးရားလိုက်တာဟာလေကကောရဲ့ဒေတာကလွမြောက်နေပြီဖြစ်တယ်။လေကကောလွမြောက်နေပြီဖြစ်တဲ့ဖြစ်သွားတာကကျွန်တော်တို့ဒီဒီလာရှိုးတို့အဲဒီကျွန်တော်တို့ကြောက်မဲတို့မုံခုတ်တို့လောက်မကြီးမအောင်ကြ။တကယ်တော့လေကကောဆိုတာတိတိလေးဟိုအိမ်ရိုးရိုးပေါ့နော်ကျွန်တော်ဒီအာဟိုတကယ်ဟုတ်ဗျာဟိုစီပွားရေးအချက်ချာကြတဲ့နေရာလည်းမဟုတ်ဘူးဗျာ။အာတကယ်ဟိုတယ်ကြီးတွေဘာကြီးရှိတဲ့နေရာလည်းမဟုတ်ဘူး။ ဒီညမှာတကယ်တော့ဘာမှမဟုတ်တော်တော်လေးနဲ့ဒါဒေတာကန်လေးပဲရှိတဲ့နေရာဒါပေမဲ့ဒီလေးကောင်ကိုရွာသွားတာကတော်လိုင်းအဖွဲ့တွေအားတစ်ခုတမိုင်းတစ်ခုရှိတယ်ဗျာဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ဒီလေးကောင်ကနားမှာကျွန်တော်နေခဲ့ဘူးတယ်ထွက်ပြေးလာပါတော့စစ်ကောင်စီကကျွန်တော်တို့ဝန်ထမ်းထုတ်ပြီးထွက်ပြေးလာခဲ့မှာလေးကောင်မှာကျွန်တော်နေခဲ့ဘူးတယ်အဲ့ချိန်မှာ2017ဒီဇင်ဘာ14ရက်နေ့မှာစစ်ကောင်စီဘက်ကတို့တို့အင်အားသုံးပြီးစစ်ကြောင်းဝင်လဲစကားရင်းနေမှာတိုက်ပွဲဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အဲ့နားထွက်ပြေးရတယ်ကိုယ်တိုင်ထွက်ပြေးဖလူးစကမ်းမှာကျွန်တော်နေခဲ့ဘူးတယ်ဖလူးစကမ်းဆိုတော့အဲ့ဖလူးမှာကျွန်တော်တို့ဟိုပါဘောဒီဒီလက်လက်ကန်ဖွဲ့စည်းမှာရှိတယ်ကျွန်တော်အဲ့နေရာမှာကျွန်တော်စစ်ဆောင်နေနဲ့တွားနေခဲ့ရတယ် ဆိုတော့ဒီနေရာမှာကတော်လည်းအဖွဲ့စည်းတွေရဲ့အများဆုံးရှိခဲ့တဲ့လေးကောခုံခုံနာတဲ့နေရာပေါ့နော်အမှစီဒီယန်လေးရှိတယ်တက်ချွတ်လှုပ်ရှားသူရှိတယ်တော်လည်းအဖွဲ့စည်းတွေရှိတယ်အမျိုးစုံပေါ့နော်ဆက်ကဆက်ဒုက္ခပေးလို့မနေနိုင်ပြီးတော့နောက်ဆုံးကိုရက်ကိုရက်ကနေထွက်ပြေးလာခဲ့တဲ့လူတွေကအဲ့လေးကောမနေခဲ့တာဒီလေးကောရလိုက်တဲ့ဟာကကျွန်တော်ခုနပြောလို့တခြားမျိုးတွေတိမ့်တာနေတော့ဟိုမတူဘူးဒီဒါတမိုင်းဒီနေရာမှာကျွန်တော်ဟိုတော်လည်းအဖွဲ့စည်းရဲ့ပြောပြောတော့ဒီတွဲတွေအလားရှိတယ်ဗျာ တကယ်ကိုတမိုင်းတင်တဲ့နေရာကျွန်တော်ကိုယ်တိုင်ဒီအနောက်မှာရှိတဲ့တောင်ကျောကြီးရှိတယ်အဲ့တောင်ကျောမှာကျွန်တော်နေခဲ့တာဗျာဒီတောင်ကျောမှာကျွန်တော်နေခဲ့တာတနစ်ခွဲကျော်တော့ကျွန်တော်စတိုရီကျွန်တော်ရဲ့ဗီဒီယိုကြီးကြည့်ကြည့်တဲ့လူတွေသိမှာပါအဲ့ကျောမှာကျွန်တော်ကိုယ်တိုင်တနစ်ခွဲကျော်တော်လိုင်းအဖွဲ့လေးနဲ့ကျွန်တော်နေလာခဲ့တာဆိုတော့တော်လိုင်းအဖွဲ့လေးကဘာပြောလဲဆိုတော့ဒီနေရာကိုမရမကသူတို့ရအောင်ယူမယ် အဲတကူသူတို့ကကာကင်းကာကင်းနေနေရတာရှိရလေကျွန်တော်ဒီကော်ဖရာကရဲဘော်တွေအများကြီးကာကင်းနေကာကင်းနေရတယ်သူညညာကိုကြည့်တယ်ကြည့်တော့ဒီလက်ကွာတော့မောင်မိုင်းနေတာပေါ့နော်ဒါပေမဲ့ဒီကမဲဖလူမင်းလက်ပိုင်းအဲဒီအဲမဲဆောက်မျိုးတွေကမင်းလင်းနေတော့သူတို့အများကြီးကြည့်တယ်သူတို့ပြောနေတာစကားတခုရှိတယ်ငါတို့နေရငါတို့ပြန်ရအောင်ယူမယ်ငါတို့လက်ကွာပြန်ရအောင်ယူမယ်ဒီဆွဲတော့ကောင်ငါတို့တိမ့်မယ်ဆွဲတော့ကောင်ကငါနေမယ်ဆိုပြီးဆွဲတော့ကောင်မှရအောင်တိမ့်မယ်ဆိုပြီးရဲဘော်တွေပြောခဲ့တာ၃နှစ်ရှိတဲ့အချိန်မှာအခုဒါ၃နှစ်မှာဒါရလိုက်တာအဲဒီ ကြွားတဲ့ရဲဘော်တွေလည်းကျွန်တော်မြင်တယ်သူတို့တွေရဲ့ဒီအဲဒီအတက်တွေတွေးတွေအဲသူတို့ရဲ့ဘွားတွေကဒီလေးကောဒီဒီဆွဲတော်ကုန်းကလက်ချက်ချက်သူတို့တွေတေးွားကြတာပေါ့နော်ဒီဆွဲတော်ကုန်းကရဲဘော်တွေပဲဟိုဒီတော်လိုင်းအဖွဲ့တွေပဲသူတို့ကပြက်ခတ်တာမဟုတ်ဘူးဗျသူဒီလေးကောမျိုးကိုလည်းသူတို့လေးကောမျိုးတစ်ကိုလည်းသူတို့ပြစ်တဲ့လက်နဲ့ကြီးနဲ့နောက်ပြီးတော့ဒီထိမဲ့ဝါကီဖလူမင်းလက်ပန်းအဲ့နေရာအကုန်လုံးလက်နဲ့ကြီးနဲ့ပြစ်တယ်သူပြည်သူတွေပါဒုက္ခပေးတာတော်တော်ကိုပြည်သူတွေဒုက္ခပေးပြောတော့ဟို ဒီတော်လေးဖွဲ့တွေကဒီဆွဲတော်ကုန်းကိုလာပြီးတော့တိုက်ခတ်ရင်တော်တော်ရွာရွာထဲကိုလည်းလည်းကြီးပြစ်ထဲတယ်ဆိုတာလည်းကြီးပြစ်ထဲခဲတာဒီတော်တော်ကိုစစ်ကောင်စီဘက်ကလူမဆန်ဆိုလှုပ်ခဲတဲ့ဟာလေးပေါ့နော်ဒီဒီနေရာဒါပေမဲ့နောက်ဆုံးတော့လေဒီတော်လေးဖွဲ့တွေကဒီခုံးကိုရောက်အောင်ဟိုဒီဟိုဂျူနိုင်ခဲ့တယ်ဒါအောင်မြေပေါ့ပြောတော့ဒီကင်းပြင်းနယ်မှာရှိတဲ့အဲဒီစကန်ကုန်းတိန်းတဲ့အထက်မှာဟိုကဒီလေးကောလောပြောက်နေပြီဖြစ်သွားတာကတော်လေးအဖွဲ့တွေကတမိုင်းတစ်ခုလို့ပြောရရင်အကုန်လုံးလက်ခံပါပါခင်ဗျကျွန်တော်မြေစီမထင်းတော့ဟန်လူဆိုပါအားလုံးကျေးဇူးတင်ပါခင်ဗျ လွတ်တော်မီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝီတင်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။